အော်တိုဘလာခုနှစ်ရည်နေဤသူသည်လောကီသားတို့ကိုကဲတင်တော်မူသောတခင်သည်ဟူသော ခရစ်တော်အမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုတည်တည်ဟုဆိုကြ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၄ခန်းငယ်၄၂ရာဇုနှင့်ပေါင်းများစွာကလေးကတခင်ယေရှုနှင့်ပတ်သက်၍တမိုင်းပညာရဲ့အသွေးခေါ်ပညာရဲ့ဘာသာရေးယုံကြည်မှုဆိုင်ရာလေ့လာမှုပညာရဲ့အပြင်သိပ္ပံပညာရဲ့ပါမကျမ်းလေ့လာသုံးသပ်ခဲ့ကြပါသည် အလားတူရှေးကနဦးဖျားเจ้าများ၏တတ်တည်ခံချက်များပါ ပြန်လည်စစ်ဆေးကြပါသည်တစ်ဖက်တွင်ရှေးအောင်သူတင်သနပညာရှင်များကလည်းအသစ်သစ်သောတတ်တည်အထောက်အထားများရှာဖွေတွေ့ရှိလျက်ရှိပါသည်တချို့ကသခင်ယေရှုဆိုသည်စိတ်ကူးရင်တန်တာတတ်တတ်တာဖြစ်သည်ဟုဆိုသကဲ့သို့လူသမိုင်းတွင်မပေါ်ပေါက်ခဲ့ဘူးဟုအခိုင်အမာဆိုကြပါသည်တချို့ကလည်းသခင်ယေရှုသည်လူတာမန်တစ်ယောက်ဖြစ်ပြီးမွေးဖွားခြင်းနှင့်ပတ်သက်သည့်ကိစ္စရမှာ တဘာဝလုံးကိစ္စမဟုတ်တကယ်တို့ပြန်လဲရှင်ပြန်ထမြောက်ခြင်းသည်စိတ်အာယုံထင်မြင်ကြတာဖြစ်သည်ဟုဆိုကြပြန်ပါတယ်။တချို့ကမူတကယ်ရှုမပါသောခရိယံအယူဝါဒကိုရှေ့တန်းတင်ကြပါတယ်။တချို့ကလည်းသခင်ယေရှုသည် ခရိယံအယူဝါဒအတွက်အရေးမပါဟုထင်ကြပြန်ပါတယ်။ထို့တွေးမြင်ကြအားလုံးအမှားကြီးမှားပါတယ်။ခရိယံအယူဝါဒသည်သခင်ယေရှုဆိုသည့်လူပောင်ဝင်ပတ်သက်နေရမည်ဖြစ်ပါတယ်။ ါလီလီကသခင်ယေရှုနဲ့ပတ်သက်တဲ့ဒေသနာပျောက်ဆုံးသွားရင်ခရိယာဦးယွာရဆိုတာအိမ်မက်လိုပဲပျောက်ကွယ်သွားလိမ့်မည်ဟုဆိုပါတယ်။တမန်ပညာရှင်လက်ခီကခရိယာယွာရဆိုတာကိုကျင့်တရားတွေနဲ့ပတ်သက်တဲ့စနစ်မဟုတ်ပါဘူး။လူတယောက်ကိုကိုးကွယ်တာပါဟုဆိုလေ။ယနေ့တွေ့ဆူတောင်းချက်အသက်ရှင်တဲ့သခင်ယေရှုကိုကျွန်တော်ချစ်ခင်ပြီးကြည်ညိုမြတ်လို့ပါတယ်။အာမင်။ ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။